အီသီယိုးပီးယားနိုင်ငံဟာကြီးမားတဲ့စီမံကိန်းတွေကိုအကောင့်ထည့်ဖော်ပြီးပင်လယ်အတွင်းကိုဝင်ထွက်နိုင်ရေးကြိုးပမ်းနေရကြောင်းအိန္ဒိယနိုင်ငံတွေနဲ့စစ်ပွဲအနေနဲ့ရှိလာနိုင်တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ အီသီယိုးပီးယားဝန်ကြီးချုပ်အဘီအာမတ်ဟာနိုင်မြစ်ပေါ်မှာကြီးမားတဲ့ရေကာတာတစ်ခုတည်ဆောက်ခဲ့ပြီးနောက်လက်ရှိမှာအာဖရိကရဲ့အကြီးဆုံးလေဆိပ်တစ်ခုနဲ့နျူကလ িয়ার တအားပေးစက်ရုံတစ်ခုကိုပါတည်ဆောက်ဖို့စီစဉ်နေတာပါ။ဒါပေမဲ့အီသီယိုးပီးယားဟာကုန်တွင်းပိတ်နိုင်ငံဖြစ်တယ်လို့ပင်လယ်အတွင်းကိုအဝင်အထွက်ပြုလုပ်နိုင်ဖို့ကြိုးပမ်းနေပြီးသူ့ရဲ့စီမံကိန်းတွေဟာလည်းအင်းနီးချင်းနိုင်ငံတွေနဲ့စစ်ပွဲဖြစ်နိုင်ခြေရှိနေတယ်လို့ကြမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။အဘီရဲ့အီသီယိုးပီးယားအစိုးရအဖွဲ့ဟာပင်လယ်ညီကိုအဝင်အထွက်ပြုလုပ်နိုင်ဖို့အတွက်နောက်တစ်ချိန်ကြိုးပမ်းဖို့ဆုံးဖြတ်ထား ထားတာပါအီသီယိုးပီးယားဟာအီရစ်ထရီးယားနဲ့ဆယ်စုနှစ်များစွာကြာပျောက်ကြားဆစ်ဆင်ရေးဆင်နွှဲခဲ့ပြီးနောက်1993ခုနှစ်မှာပင်လယ်နီကိုအဝင်အထွက်ပြုလုပ်နိုင်တဲ့ကမ်းရိုးတန်းဒေသတွေကိုအီရစ်ထရီးယားကိုထိန်းချုပ်ခွင့်ပေးခဲ့ရတာပါ မကြသေးမီနှစ်တွေအတွင်းမှာလည်းအီသီယိုးပီးယားနဲ့အီရီထရီးယားကြားငင်းချမ်းရေးရခဲ့ပြီးအီသီယိုးပီးယားဝန်ကြီးချုပ်အပီဟာလည်းငင်းချမ်းရေးနိုဘယ်ဆုရခဲ့ပါတယ်။အဲဒီနောက်အီသီယိုးပီးယားရဲ့တီဂရိတ်ဒေတာရှိတပုံတွေကိုအီရီထရီးယားနဲ့အီသီယိုးပီးယားအစိုးရတို့ကပူးပေါင်းချိန်မုံခဲ့တာပါ။ဒါပေမဲ့နှစ်နိုင်ငံကြားတင်းမာမှုတွေပြန်လည်မြင့်တက်လာခဲ့ပြီးအီသီယိုးပီးယားဟာသူ့ရဲ့ပင်လယ်နေစိတ်ကမ်းတွေကိုထိန်းချုပ်ဖို့ရည်ရွယ်ပြီးရေရှည်စစ်ပွဲအစီအစဉ်ရေးဆွဲထားတယ်လို့အီရီထရီးယားကဂျွန်လာအတွင်းကဆက်ဆွဲခဲ့ပါတယ်။အီသီယိုးပီးယားကတော့သူဟာပင်လယ်နေအတွင်းငင်းချမ်း စွာဝင်ခွင့်ထွက်ခွင့်ရရှိလိုရတာဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့တာပါ။ဒါ့အပြင်တောက်သုံးရီအတွက်နိုင်မြစ်ကိုမှီခိုနေရတဲ့အီဂျစ်နိုင်ငံကလည်းအီသီယိုးပီးယားရဲ့ Grand Ethiopian Renaissance Dam အမည်ရှိတဲ့ရေကာတာစီမံကိန်းကိုပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။အဲ့ဒီရေကာတာဟာအီဂျစ်အတွက်မြစ်ရေထောက်ပံ့မှုအထူးသဖြင့်မိုးခေါင်တဲ့ကာလတွေမှာမြစ်ရေတွေရရှိမှုကိုရော့ချနိုင်စေလိမ့်မယ်လို့အီဂျစ်ကဆွဆွေးခဲ့တာပါ။အဲ့ဒီရေကာတာနဲ့ပတ်သက်ပြီးအီသီယိုးပီးယားနဲ့အီဂျစ်တို့ဆွေးနွေးမှုတွေမကြာခဏပြုလုပ်ခဲ့ပေမဲ့အခုအချိန်ထိသဘောတူညီ ေချက်မရရှိခဲ့ပါဘူး။ဒါကြောင့်အီဂျစ်ဟာအီသီယိုးပီးယားနဲ့ဆက်ဆံရေးအခြေအနေဆိုးရွားလာနိုင်တဲ့အခြေအနေကြောင့်အီရီထရီးယား၊ဆိုမာလီယားနိုင်ငံတွေနဲ့လုံခြုံရေးဆက်ဆံမှုတွေကိုထူထောင်ခဲ့တယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။